ဒီနေ့တင့်ရဲ့နေပုံထိုင်ပုံဒီနေ့တင့်ရဲ့အသက်ရှင်ခြင်းဟာနောက်တစ်ချိန်မှာတင့်ရဲ့တမိုင်းဖြစ်တယ်။အဲဒါကြောင့်လူငယ်တွေကျွန်တော်အားပေးခြင်းနဲ့ဒီနေ့ဖျားရှင်တို့အကောင်းဆုံးအသက်ရှင်ဖို့ရည်ကြီးတာဖြစ်တယ်။ဟာလေလုယာ။ဒီနေ့ကျွန်တော်တို့တမိုင်းကဘယ်တော့မှမတည်တော့ဘူး။တစ်ချိန်ကျရင်ကျွန်တော်တို့သားသမီးတွေတစ်ချိန်ကျကျွန်တော်တို့မြင်းမြစ်တွေက"အော်အဲ့ဒီငါအတော်ကအဲ့ဒီငါအဖွာကအဲ့ဒီငါအဖိုးကလေ" လူတွေကိုစာနာပြီးတော့လူတွေကိုအင်မတန်ကူညီတတ်တဲ့ပုံကိုဖြစ်တယ်လို့ကျွန်တော်တို့တမိုင်းမှာကျွန်တော်တို့အကြောင်းကိုအဲ့လိုမွတ်ဆိုနေဖို့အရေးကြီးတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကတည်ရတောက်စားပြီးတော့တခါတလေကျဖရားကြောင်းထဲမှာကျွန်တော်တို့က hallelujah လက်တွေမြောက်လိုက်။ဒါပေမဲ့ပြင်ရောက်တဲ့ခါမှာကိုယ့်ရဲ့ကာယနေလိုက်။ဒီတမိုင်းကိုရေးယုံလောက်တဲ့အသက်ရှင်ဖို့ဖရားကတင့်ကိုအလိုရှိတာမဟုတ်ဘူး။ဆိုတော့ဖရားတရားနဲ့မရှင်နဲ့အောင် ဒီနေ့လူလောကအခြေအနေနဲ့ကြည့်နေတော့မှလူအမြင်အနေနဲ့ကပအမြင်နဲ့နော်လောကအမြင်နဲ့ကြည့်မယ်ဆိုတော့မှဒီနေ့အကောင်းဆုံးတမိုင်းကိုကျွန်တော်ရေးဆွဲဖို့အင်မတန်အရေးကြီးတာဖြစ်တယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ကဖရားရဲ့သားသမီးတွေဖြစ်တယ်။ဟာလေလုယာ။